မန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်တေဆုံးသူတွေရဲ့အတွက်ကြံရည်သူမိသားစုဝင်များအားထောက်ပံ့ဝေးပေးအပ်ရှာမှတအူးကို78သိန်းပေးအပ်ခဲ့တယ်လို့သိရပါတယ် မန္တလေးငလှင်ကြီးချောင်းမန္တလေးတိုင်းဒေသကြီးအတွင်းတည်ဆုံသူတို့ရဲ့မိသားစုဝင်တွေကို ထောက်ပံ့ငွေများပေးအပ်ခြင်းနဲ့လက်သလုံးစားတော့ရဲ့အစဉ်ပြေစေဖို့စံစီစားပဲငပိတလားစာအတွက်ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကိုယမန်နေ့နနက်ပိုင်းကမန္တလေးမြို့ချမ်းရီတောင်ဆန်မြို့နယ်ရှိဘာသူအားကစားခွင့်ဘိုးလုံးလေးလုံးခမ်းမမှကျင်းပခဲ့တယ်လို့သိရပါတယ်။ ဒီလိုပေးအပ်ရမှာ တိတ်ဆုံးသူ2152ဦးဝတ်သွက်စုစုပေါင်း7သိန်းပေါင်း4000ခန့်နဲ့နိုင်ငံတော်မှမန္တလေးတိုင်းဒေသကြီးရတွင်ငလင်ဘေးတင်သူ3သိန်း3080ဦးဝတ်သွက်လက်တလုံးစားတော့ရဲ့အစဉ်ပြေစီရန်စံစီစားပဲငပ်ပြီးတလားစားအတွက်ထောက်ပံ့ငွေစုစုပေါင်း7သိန်းပေါင်း9200ကျော်အားတယောက်လာတဲ့မိသားစုဝင်တွေနဲ့တာဝန်ရှိသူတွေထံပေးအပ်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတော်အနေနဲ့ငလင်းချောက်တေဆုံးသူတွေအတွက်ယခုကဲသို့ထောက်ပံ့ပေးခြင်းအပြင်နေအိမ်ပျက်စီးသွားသူများအတွက်လည်းပျက်စီးဆုံးရှုံးမှုများကိုစီစစ်ပြီးထောက်ပံ့ပေးနိုင်ရေးနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အသွွန်ခွန်ဆိုင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။